အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ဒီနေ့မှာညီမကိုရာ US visit visa ကို first try နဲ့ရခဲ့တဲ့အကြောင်းလေးကိုပြပေးချင်ပါတယ်ပထမဆုံးအနေနဲ့လူတိုင်းလုံးလုံးလောက်ရမယ်ဒီ DS160 ဖောင်ဖြည့်တဲ့အခါမှာပေါ့နော်အော်ညီမအနေနဲ့ကတော့ကိုယ့်ရဲ့ bio data အပြင်မှာဒီ education ဘိုင်းဆိုင်ရာဆိုလို့ရှိရင် um တော်တော်များများက high school ရော history အာ university ရောပေါ့နော်ဒီလောက်ပဲဖြည့်ကြရတယ်ညီမညီနေဆိုရင်တော့ဒီ3လပြည့်တူ6လပြည့်တူတက်ဖို့တဲ့ certificate တန်းနေပေါ့ပြီးကြတော့ဒီ one year diploma တန်းနေအကုန်လုံးကိုထည့်ပေးတယ်အဲ့တော့ကြည့်လိုက်လို့ရှိရင် form လေးရပေါ့နော်ရှင်းရှင်းဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ဟိုကိုယ့်ရဲ့ data တွေကိုယ့်ရဲ့ um information တွေကိုများများယူလို့ရနိုင်တဲ့ look လေး fully look လေးဖြစ်နေပေါ့နော်အဲ့ဒါလေးတစ်ခုကြံပေးချင်ပါတယ် um နောက်ထပ်တစ်ခုကတော့ travel history ညီမ အာအနေနဲ့ကဟိုအော်စတြေးလျဘက်တည်းရဲ့အရှေ့ဘက်တည်းရဲ့မှာ travel history ရှိဘူးတော့ဗောနော်ဒီ yearly trip တွေသွားဘူးတော့ဒီ travel history ကတော့ strong ဖြစ်ခဲ့လို့ထင်တယ်အဲ့တော့တကယ်လို့ဒီ US ကို big dream ညွှန်မှန်းထားတယ်ဆိုလို့ရှိရင်တော့ budget friendly ဖြစ်တဲ့နိုင်ငံတွေကနေပြီးတော့ travel history ဝတ်တွေ့အကြံပေးချင်ပါတယ်။ဒါပေမဲ့ဒီလိုမျိုး travel history မရှိဘဲနဲ့လည်း visa ရတော့တဲ့သူတွေရှိတာမို့လို့ဒါကတော့ option နဲ့ပေါ့နော်။ um not be dot additional document အနေနဲ့ကတော့ကိုယ့်ရဲ့ bank statement sitmanly statement ပြချရင်အမ်ကိုကဝန်ထမ်းဆိုလို့ရှိရင်ပေါ့နော်ကိုရဲ့ဒီအလောက်ကနေပြီးတော့အထက်လူကြီးဆီကနေပြီးတော့ recommendation letter လေးပါလို့ရှိရင်အမ်ညီမနေနေကတော့ဟိုပုံပြပြဆုံးမယ်လို့ထင်တယ်ဒီ recommendation letter ဆိုတဲ့နေရာမှာကိုကတော့ဒီလုပ်ငန်းမှာဘယ်ရာတုန်းနဲ့လာစားဘလောက်နဲ့ဒီလုပ်ငန်းမှာဘလောက်အရေးပါတဲ့နေရာမှာပေါ့နော်အလုံးလုံးနေကြောင်းပေါ့နော်ဒီကိုရဲ့အထက်လူကြီး recommend ပေးထားတဲ့ letter လေးပေါ့နော်အာပါလို့ရှိရင် အပေါ်ပြီးအဆင်ပြေမဲ့ထင်ပါတယ်ဒါဆိုလို့ရှိရင်ဒီ letter လေးကနေမှတစင်ကိုကဒီကိုယ့်ရဲ့မြန်မာပြည်ကို strong type ဖြစ်တယ်ဆိုတဲ့ look လေးဖြစ်စေပါတယ်နောက်တစ်ခုကကြတော့အမ်တော်တော်များများ โอเคကိုကဝန်ထမ်းလည်းမဟုတ်ဘူးကိုကအာကိုပိုင် business လုပ်တာဆိုလို့ရှိရင်တော့တော်တော်များယူသွားကြတာက business license ပေါ့เนาะကိုရဲ့ business proof အနေနဲ့ business license ယူသွားတယ်ညီမဒီနေ့တစ်ခုအကြံပေးချင်တာကတော့ဒီ business license အပြုံးမှာကိုရဲ့ business ကိုဘယ်လိုမျိုး advertise လုပ်ထားတယ်ပြည်တွင်းအတွင်းမှာပေါ့เนาะဘယ်လိုမျိုးကြေညာမှုတွေလုပ်ထားတယ်ဆိုတော့ proof လေးပါယူသွားပြီးလို့ရှိရင်음ပို့ပြီးတော့ကောင်းပါတယ် အမ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကိုယ့်ရဲ့ English speaking skills ပေါ့နော်။ညီမအဲ့တုန်းကတော့ဒီ officer က US ကိုဘာလို့သွားမှလဲ၊ဘယ်လောက်ကြာမှလဲ၊ပြီးတော့ US ဘယ်ပိုင်းလို့သွားမှလဲ၊ကြောက်ရမလားစာပေါ့နော်။အဲ့ဒီ၄ခုလောက်ပဲမိသွားတယ်။ထွေထူးတိမ်မမိသွားဘူး။ဒါပေမဲ့အမ်ကိုကြားရဲ့ officer ဘာလို့မူတည်ပြီးတော့မှ ဟိုမိဘနေရညာတာကြီးလည်းဖြစ်နေရှင်နိုင်တယ်ပေါ့နော်အဲ့တော့ဘလို့မိကုံးမျိုးမျိုးပဲမေးလာတာပေါ့နော်ကိုဘက်ကနေပြီး response ကိုမြန်မြန်လေးနဲ့ confidence ရှိရှိဖြေနိုင်မှုအတွက်ရည်ကြည်ပါတယ်ဒါကတော့နောက်ဆုံးအချက်ပေါ့နော်အဲ့တော့ ဒီလိုမျိုး um configuration နဲ့ response မြန်မြန်ကလေးဖြေနိုင်လို့လေ new navigation ကနေပြီးတော့ visa service အလိုက်တိုင်းတွေကိုမှဒီ interview training လေးတွေကိုမှန်ပိုင်ဝတ်ထည့်ပေးနေပါတယ်ပေါ့နော်ဒါလို့ကိုကဒီ interview training လေးပဲလိုချင်လဲဆိုလို့ရှိရင်လည်း new navigation ကနေပြီးတော့မှ booking appointment လုပ်ရပါတယ်ရှင်